မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နှင့်ညီသက်ခြင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရင်ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ်ဇွန်လ19ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်ပါရယ်။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ယေရှုတင်ပါရယ်။နှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ ထာဝရဘုရားရဲ့တမန်တရားကိုနေ့တိုင်းနားထောင်ဆင်ခြင်ခွန်အားယူသောသူများရဲ့အသက်တာမှာနှစ်ကပတ်တော်ရဲ့နတ်နေသောကိုရောရဲ့ဖွင့်ပြခြင်းတို့သည်အားလုံးရဲ့နှလုံးသားမှာအမြင့်ဆွဲစေပါအခုလဲကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝေငှပါလေဘုရား အာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေ ျွန်တော်တို့ဓမ္မောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေပါတယ်။အောက်ချမ်းသာရဲမှာဓမ္မောင်းချမ်းမှာကဘာဝချမ်းကနေကျွန်တော်ဒီမာလခိ အနာဂတိချမ်းထိ39ချမ်းရှိပါတယ်ဓမ္မောင်းဓမ္မသစ်ကတော့မတ်သဲရှမသဲခရစ်ဝင်ကနေဗျာဒိချမ်းထိ28ချမ်းရှိပါတယ်။အောက်ချမ်းသာတော်လုံးကစုစုပေါင်းရင်66ချမ်းရှိပါတယ်။အခုကျွန်တော်လည်လာနေတဲ့ခေါင်းစဉ်ကတော့ဓမ္မောင်း39ချမ်းတဲမှာ အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေတာဖြစ်တယ်။အဲ့တော့တကယ့်ကိုတစ်ခုစီကျွန်တော်နားထောင်တာဒီကနေ့ဆိုကျွန်တော်3ခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်။အော်နံပါတ်1ပရမတ်တစ်ခုကတော့အီဒင်ဥယျာဉ်ဖြစ်တယ်။ကပောက်ချန်ကန်းကြီးနဲ့အငယ်၈ကိုဖိုင်ကျွန်တော်တွေ့ရမယ်။အီဒင်ဥယျာဉ်နဲ့ပတ်သက်ပြီးအတိတ်ကသိတဲ့နဲ့အချက်၈ချက်ကိုကျွန်တော်ဖော်ပြခဲ့တာဖြစ်တယ်။ဒါကျွန်တော်အများကြီးနားထောင်ခဲ့ပါပြီ။နံပါတ်2ကတော့အာရက်တောင်ဖြစ်တယ်။ကပောက်ချန်ကန်းကြီး၈အငယ်၄ကိုဖိုင်ကျွန်တော်တွေ့ရမယ်။ ဒါကတော့နောဤသင်္ဘောနောက်ဆုံးတင်ခဲ့တဲ့တောင်ဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးအချက်၄ချက်ကိုကျွန်တော်ဖော်ပြခဲ့တာဖြစ်တယ်။ဒါလေးကျွန်တော်အများကြီးဖော်ပြခဲ့ပြီဖြစ်တယ်။ဒီကနေ့တော့နံပါတ်3တတိယတစ်ခုကတော့ဘာဘူးလုံးရဲတိုက်ဖြစ်တယ်။ကပောက်ကြံကန်းကြီး7ကျွန်တော်အငယ်1ကနေပြီးအငယ်9ထိဖတ်ရင်တော့အသေးစိတ်တွေ့ရမှာဖြစ်တယ်။ဒါပေမဲ့အခုကပောက်ကြံကန်းကြီး7အငယ်9 6ကိုပြီးရင်ဖတ်ပြီးခြင်း ਨੇ ။အဲ့တော့ဒီဘာဘူးလုံးရဲတိုက်ဆိုတာကအလွန်လေအရေးကြီးတဲ့အချက်သေးမှသူပါတယ်။ ဘာဘူးလုံဆိုတဲ့နာမည်အဓိပ္ပာယ်ရှုပ်ထွေးခြင်းလို့အဓိပ္ပာယ်ရပါတယ်။အော်ဘာဘူးလုံရဲတိုက်ဆိုတော့ဘာလေဆိုတော့လူတွေကမိုးကောင်းငင်ကိုမှီဖို့အတွက်ရဲတိုက်တစ်ခုကိုစောက်တယ်။နားလည်အောင်ပြောရင်တော့သူတို့စောက်တဲ့ရည်ရွယ်ချက်ကလွဲတယ်။ဖျားကိုအန်တုဖို့ကြော်စောကိတ်တိတဲ့စန္ဒတွေနဲ့သူတို့စောက်တာဖြစ်တယ်။နောက်ဆုံးမှာအဲ့ဒီဘုရားသခင်ထာဝရဘုရားကိုအန်တုပြီးကြော်စောကိတ်တိတဲ့စန္ဒတွေနဲ့စောက်တဲ့အခါမှာ စကားတွေကွဲသွားပြီးတော့အဲ့ဘာဘူးလုံးရဲတိုက်ကြီးပြိုပြတ်သွားတယ်ပြတ်သွားတယ်နားလည်အောင်ပြောတော့အဲ့စီမံကိန်းပြတ်သွားတယ်ဆိုတော့တွေ့ရဘာကြောင့်ဖះကိုအန်တုခြင်းကြော်စောကိတ်တိတဲ့စန္ဒတွေပါလို့ဖះကိုချီးမွမ်းခြင်းနဲ့စိတ်နဲ့စောက်တာမဟုတ်ဘူးဖះကိုကြီးစုထင်တဲ့စိတ်နဲ့စောက်တာမဟုတ်ဖះကိုအန်တုတဲ့စိတ်နဲ့စောက်တဲ့အခါမှာဒီဘာဘူးလုံးရဲတိုက်စောက်ရင်းနေရင်းနဲ့ဘာသာစကားတွေကွဲပြီးတော့ရှုပ်ထွေးခြင်းတွေဖြစ်ပြီး ဒီရဲတိုက်ကြီးပြုတ်ပြတ်သွားတယ်ဆိုတော့ကိုတွေ့ရတယ်။အဲ့တော့ဘုရားကံကြီးစတဲ့အငဲ၄နဲ့6ထိကျော်ဖတ်ပေးခြင်း ਨੇ ၄ကိုတော့ဒီ PowerPoint မှာမရေးထားဘူးကျော်ဒီတိုင်းဖတ်ပေးခြင်း ਨੇ လာကြမြေကြီးတပင်လုံး၌အရရက်ကွဲပြားမြေကိုစိုးရင်၍မြို့ကို၎င်းမိုးကောင်းငင်သို့ပြင်ရသောရဲတိုက်ကို၎င်းတီလောက်သဖြင့်ကြော်စောဂိတ်တိရှိစေခြင်းကပြုကြကုန်အံ့ဟုပြောဆိုကြ၏အဲ့တော့လူတွေကသူတို့ ကွဲသွားမှာဆိုးလို့ဖျားကို ကောင်းငင်ကိုမိအောင်ဖျားကိုအန်တုပြီးကြော်စောကိတ်တိတဲ့စန္ဒနဲ့တို့ဒီဆောက်တာဖြစ်တယ်ထို့သောလူသားတို့ဒီလှုပ်ဆောင်သောမြို့နှင့်ရဲတိုက်ကိုကြိတ်ရှုခြင်းကထာဝရဖျားဆင်းသက်တယ်ဖျားသခင်သူ့ကိုအန်တုတဲ့အရာပေါ်မှာသူကဆင်းသက်ပြီးကြည်သေးတယ်ဗျပြီးတဲ့အခါမှာထာဝရဘုရားကကြိရှုလို့လူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိသည်ဖြစ်ပြီးသူတို့ဒီအီမှုကိုအူးပြုကြည် ယခုကြံစီသမ ्या တို့ကိုအစည်းတားမရှိသူတို့ပြုတ်ကြလိမ့်မယ်အဲ့တော့စကားတစ်မျိုးတည်းလူတစ်မျိုးတည်းထားထားတဲ့ကဒီလိုလှုပ်တဲ့ကြောင်းဒီထက်ဖျားကိုသူတို့စန့်ကျင်အန်တုနိုင်တယ်ကဲဒါကြောင့်ကွဲပြားခြင်းဖြစ်မယ်ဆိုပြီးအငယ်ခွနဲ့မှာစကားတွေကွဲသွားတယ်ရဂောကြောင့်ကကြီးဆက်တဲ့အငယ်ခွနဲ့မှာလာကြစဉ်သက်ကြကိုသူတို့ဒီအချင်းချင်းနားမလဲစေခြင်းကသူတို့စကားကိုရှုပ်ထွေးကြကုန်အောင်ဟုမိန့်တော်မူ၏ အနားလည်အောင် ပြောရင်တော့ဖယားကလူကိုဖန်ဆင်းပြီးရှင်းရှင်းလေးလုပ်ပေးထားတာလူကရှုပ်အောင်လုပ်လိုက်တယ်လူကရှုပ်အောင်လုပ်ပြတာဖယားကရှင်းရှင်းလေးလုပ်ထားစကားတစ်မျိုးလေးလုပ်ပေးထားတယ်အကောင်းဆုံးစီစဉ်ပေးထားတယ်လှပတဲ့ကဘာကြီးကိုပေးထားတယ်ဒါပေမဲ့လူကဖယားကိုစန့်ကျင်ပြီးကြော်စောဂိတ်တိဖယားကိုမထီမဲ့မြင်လုပ်တဲ့ကအောင်ဆုံးရှုပ်ထွေးခြင်းနဲ့ မိကုံးချုပ်အောင်လူကလုတ်ပြတာရှုပ်အောင်တောင်းဒီဘာဘူးလုံးရေးလိုက်မှာအကြီးကြီးတဲ့အချက်ကလေးငားချက်တော့တွေ့ရနံပါတ်1ချက်ကတော့ဘာလဲဆိုတော့ဒီဘာဘူးလုံးရေးလိုက်ကြီးကိုဥဆောင်ပြီးတိဆောက်တဲ့သူနာမည်ကနေယောဒလို့ခေါ်တယ်နေယောဒမုတ်ဆိုးတယောက်ဖြစ်တယ်သူကမုတ်ဆိုးလုတ်တဲ့သူတယောက်ဖြစ်တယ်နံပါတ်2သူကကုရှရဲ့သားဖြစ်တယ်နောအီးရဲ့မြစ်တော် ြန်ပြောခြင်းနဲ့နေယောဒအကုရှရဲ့သားနောအီးရဲ့မြစ်တော်နောအီးသားနာမည်ကသားသုံးယောက်ရှိတယ်ရှေမဟာမရဖတ်အဲဒုတိယသားဟာမသားလေးယောက်မွေးတဲ့အထဲမှာသားတစ်ယောက်ကကုရှလို့ခေါ်တယ်အဲကုရှရဲ့သားနေယောဒဖြစ်အနာမည်အောင်ပြောဒီနေယောဒဆိုတာကအရင်တော့ကမုတ်ဆိုးသူလုပ်တယ်အရင်တော့ကနေယောဒအားကြီးတဲ့ကြောင့် စကပုံအောင်ရှိတဲ့နေရောဒလိုအားကြီးကျင်တယ်လို့လူတွေက ပြောဆိုကြတယ်။ဒါပေမဲ့ဘလောက်ပဲအားကြီးကြီးဖယားကိုအန်တုပြီးတိဆောက်တော့ပြူပြက်ခြင်းနဲ့ရှုပ်ထွေးခြင်းပဲအဖတ်တင်နေဆိုတွေ့ရတယ်။ဟောဒီကနေ့ကျွန်တော်ရဲ့သက်တာမှာအသင်အားမကြီးလေကိစ္စမရှိဘူးမိတ်ဆွေ။သင်ဖယားသခင်ကိုအားကိုးဖို့ပဲလိုပါတယ်။ကျမ်းစာမှာဒါဝိဒ်ဆိုတဲ့လူငယ်လေးကအားတော့မကြီးပါဘူး။ဒါပေမဲ့ဖယားကိုအားကိုးတဲ့အခါမှာ တို့အနိုင်ကျင့်နေတဲ့ဂေါလိကကိုသူတစ်ချက်သေးနဲ့နိုင်သွားတယ်ဆိုတွေ့ရတယ်။ဒီမှာတော့နေယောဒာအားကြီးတယ်။ဒါပေမဲ့အားမကိုးပဲနဲ့ဖျားကိုစန့်ကျင်ပြီးဘဗုလုန်ရဲတိုက်ကိုသူကစောက်လိုက်တဲ့အခါမှာရှုပ်ထွေးခြင်းနဲ့ပြူပြတ်ခြင်းကိုပဲသင်္ကန်းစာဖြစ်ပြန်လည်တွေ့ရတယ်။ဒါကြောင့်ဘဗုလုန်ရဲတိုက်မှာအရေးကြီးတဲ့၅ချက်နံပါတ်1ဥဆောင်တိစောက်တဲ့သူကနေယောဒာသူကမုတ်ဆိုးဖြစ်တယ်။ နံပါတ်1 तू ကကုရှရဲ့သားဖြစ်တယ်နောအေးရဲ့မြက်ဖြစ်တယ်နံပါတ်3တတိယချက်က तू ရည်ရွယ်ချက်ကိုကလွဲတယ်ကြော်စောဂိတ်တိကိုသူကတိစောက်တာဖြစ်တယ်အဲ့တော့ဒီကနေ့ဘုရားသခင်က လူကိုဖန်ဆင်းတာကြော်စောဂိတ်တိကိုဖန်ဆင်းတာမဟုတ်ပါဘူးဘုရားသခင်ကလူကိုဖန်ဆင်းတာ तू နဲ့မိတ္တဟာရဖွဲ့စကားပြောဖို့ तू နဲ့အတူတကွာမိတ်ဖွဲ့ဖို့ဖြစ်တယ် လူဟာဖះနဲ့မိတ်မဖွဲ့ပဲဖះကိုအန်တုဖို့စဉ်းစားတဲ့အခါပြိုပြက်ခြင်းရှုပ်ထွေးခြင်းနဲ့ကွဲပြားခြင်းကိုပဲအဖတ်တင်သွားရဲဆိုတော့သွတ်တွေ့ရတယ်။တောင်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာကျွန်တော်ကိုဖះရှင်ရဲ့ဖန်ဆင်းတဲ့မူရင်းပေါ့နော်မူရင်းကိုကျွန်တော်နားလေရကျွန်တော်ဖန်ဆင်းတဲ့မူရင်းအကြီးရွယ်ချက်ကိုနားလေရအဲ့ရွယ်ချက်ပါလေဖះကသူနဲ့စကားပြောမစင်းစားမယ်ကျွန်တော်နေ့တိုင်းဖះနဲ့စကားပြောပြရပါ ဒီကနေ့တော့ဝမ်းသာတယ်နော်ညနေတိုင်းနှုတ်ဘတ်တော်တမန်ကျမ်းစာကိုဆင်ကျင်ခေါ်ယူနားထောင်တာသင်သိမင်္ဂလာရှိဒါဖျားရဲ့နှုတ်ဘတ်တော်စကားတော်ကိုသင်နားထောင်တာပဲဖျားရဲ့စကားတော်ဆိုတာတမန်ကျမ်းစာထဲမှာပဲရှိပါတယ်ကြံပြောခြင်းနဲ့ထာဝရဖျားရဲ့စကားတော်ဆိုတာတမန်ကျမ်းစာထဲမှာပဲရှိပါတယ်နောက်လည်းဆိုဖျားသခင်ရဲ့စကားတော်ဆိုတာနှုတ်ဘတ်တော်ထဲမှာမှုတ်သွင်းထားတာ inspire လို့နှစ်တိ36ရဒီမှာပြောရစဒုတိယဆောင်ခန်းကြီး3ငယ်16မှာ ဖယားသခင်မှုတ်သွင်းထားတာဒီတမာချမ်းစာဖြစ်တယ်။နောက်တည်းကဖယားစကားကိုနားထောင်ခြင်းတမာချမ်းစာကိုအကျွင်းမဲ့ယုံပြီးနားထောင်တဲ့သူကိုဖယားသခင်ကကောင်းချီးပေးတာဖြစ်တယ်။ဤဒီကထောက်ဖြဲနှုတ်ကပတ်တော်ဖြစ်တယ်။နောက်ခုနေရောတာတို့ကဖယားရဲ့တမာတရားကိုနားမထောင်မယ်။သူတို့အတွေးခေါ်ရင်းနဲ့ရှောက်ပြီးလှုပ်ချင်ရလှုပ်လိုက်တဲ့အခါမှာကွဲပြားခြင်းနဲ့ရှုပ်ထွေးခြင်းတွေပဲအဖတ်တင်သွားတယ်ဆိုတာကိုတွေ့ရတယ် ။နံပါတ်၄စုတ်ထချက်ကပါလေဆိုသူတို့ရဲ့လုတ်ရက်ကဘုရားသခင်ကိုစန့်ကျင်။ကောင်းရင်မှီဘူးရဲတိုက်ကြီးစောက်တယ်ဆိုဘုရားသခင်ကိုစန့်ကျင်တာ။ဘုရားသခင်မကြိုက်။ဘုရားသခင်ယုံရှာတယ်။တောင်ဘုရားသခင်ကိုစန့်ကျင်တဲ့သူကစီရင်ခြင်းနဲ့ပြစ်တင်ခြင်းပဲခံစားရတယ်။ဒါပေမဲ့ဘုရားသခင်ကိုကူးစားတဲ့သူကြတော့ အောင်မြင်ခြင်းနဲ့ဖရာသခင်ရဲ့အံ့ဩဖွယ်ပြုခြင်းတွေကိုတွေ့မြင်ရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကဖရာသခင်ကိုစန့်ကျင်တဲ့အသက်တာမဟုတ်ဘဲနဲ့ဖရာသခင်ကောင်းမြတ်ကြောင်းကိုဝန်ခံချီးမွမ်းကြည်စုတင်တတ်တဲ့အသက်တာရှိဖို့အားပေးခြင်းဒါကြောင့်ခုနေရောတာနဲ့အဖွဲကဖရာသခင်ကိုဝန်ခံချီးမွမ်းကျေးဇူးတင်ရမယ်အစားဖရာကို စန့်ကျင်ပြီးသွားလုပ်တဲ့အခါမှာရှုပ်ထွေးခြင်းတွေပဲ နေကုန်းချုပ်ရတယ်။နောက်ငါနောက်ဆုံးတစ်ချက်ကတော့သူရဲ့ရလက်ကပထမတော့စုစည်းဖို့တိဆောက်လိုက်တာ။ဒါပေမဲ့နောက်ဆုံးရလက်ကကွဲပြားခြင်းပဲရလိုက်တယ်။ဟောဒီကနေ့ဖယားကလူကိုဖန်ဆင်းတာကွဲပြားဖို့မဟုတ်ဘူး။ပေါင်းစည်းဖို့ဖယားကလူကိုဖန်ဆင်းတာရှုပ်ထွေးဖို့မဟုတ်ငြိမ်သက်ခြင်းနဲ့ညီညွတ်ဖို့ဖြစ်တယ်။ဒါပေမဲ့လူဟာဖယားကိုစန့်ကျင်တဲ့အခါ ကွဲပြားရှုပ်ထွေးဆုံရှုံချင်းနေနဲ့ပဲနေကုန်းချုပ်လိုက်ရတယ်။တောင်းဒီနေ့ကျွန်ကျွန်ရဲ့အသက်တာမှာကွဲပြားရှုပ်ထွေးဆုံရှုံတဲ့သူတွေမှာသင်မပါပဲနဲ့ပေါင်းစီညင်ညွတ်လှပတင့်တယ်တဲ့အနာဂတ်ကိုလုတ်ပြီးမှဖရားရဲ့လက်တော်အောက်မှာသူဖရားနဲ့နေတိုင်းစကားပြောမိခံရဖွဲ့ပြီးအသက်ရှင်တော်သူများဖြစ်ပါစေလို့အပီးရဲ့နောက်ဆုံးဖြစ်ပြလေးတခုပြောပြီး နှိကုံချုပ်ခြင်း ਨੇ တခါတော့ငါအဖို့၃ယောက်ကသူတို့အိမ်တိမ်ကိုသူလာလေတယ်အဲ့ချိန်မှာအိမ်တော်ဦးစီးကမရှိပါဘူးဇနီးတွေရှိတယ်သမီးလေးရှိတယ်အဲ့ချိန်မှာဒီအဖို့၃ယောက်ကတကားခောက်တော့ဒီဇနီးတွေနဲ့သမီးလေးကတကားဖွင့်ပေးပြီးဟာအဖို့များလာပါကျွန်တော်အိမ်မှာဝင်လို့ရပါလေလို့ပြောတော့အဖို့၃ယောက်ကပြောတယ်အေးမင်းတို့အိမ်တော်ဦးစီးမင်းခင်မုန်းတယ်ပြန်လာမှငါတို့ဝင်မယ်အဲ့တော့အနည်းချုပ်ပြောရင်တော့အိမ်တော်ဦးစီးပြန်လာတဲ့အခါ တကယ်ပဲအဖိုး၃ယောက်ကိုမိသားစုကဝင်ခဲ့ပါလို့ပြောတဲ့အခါအဖိုး၃ယောက်ကပြောတယ်ငါတို့က၃ယောက်လုံးဝင်လို့မရဘူးတယောက်ပဲဝင်လို့ရတယ်အဲ့တော့အဖိုး၁ကပြောတယ်ငါနာမည်ဦးချမ်းသာလို့ခေါ်တယ်ငါဒီအိမ်ထဲဝင်လိုက်ရင်ဒုတိယနဲ့တတိယတယောက်ကဝင်လို့မရဘူးအဲ့တော့ဒုတိယတယောက်ကလည်းပြောတယ်အေးငါဦးအောင်မြန်လို့ခေါ်တယ်ငါဝင်လိုက်ရင်တတိယနဲ့ပထမဝင်လို့မရဘူးတတိယတယောက်ကတော့ပြောတယ်ငါဦးမြတ်တာလို့ခေါ်တယ်အေးငါ့ကိုခေါ်ဖိတ်ရင်လည်းဟိုနေ့ကဝင်လို့ရမှာမဟုတ်ဘူးအဲ့တော့မင်းတို့ဘယ်သူ့ကိုခေါ်ဖိတ်မလဲ ဥချမ်းသာကိုခေါ်ဖိတ်မလားဥအောင်မြင်ကိုခေါ်ဖိတ်မလားဥမေတ္တာကိုခေါ်ဖိတ်မလားအားအချိန်မှာပဲဒီသမီးသားဖာ၃ယောက်ကတိုက်မင်းတယ်အဖေလုပ်တဲ့သူကတိတ်ချမ်းသာခြင်းတယ်ဟာငါတို့ဥချမ်းသာကိုပဲဖိတ်မယ်ဟိအမေလုပ်တဲ့သူကလည်းဟာငါတို့အိမ်တိတ်အောင်မြင်ခြင်းတယ်ငါတို့ဥအောင်မြင်ကိုပဲခေါ်မယ်ဟိသမီးလေးကတော့ပြောတယ်အမေရဲ့အဖေရဲ့ချမ်းသာတာအောင်မြင်တာထက်ခဏထားပါမေတ္တာတရားအရေးကြီးတယ်မေတ္တာရှိမှအဖေတို့အမေတို့ရမဖြစ်မှာသမီးကတော့ဥမေတ္တာကိုပဲခေါ်ခြင်းတယ် အဲ့ချိန်မှာပဲနောက်ဆုံးမှာပဲသမီးလေးကဆုံးဖြတ်ပြီးတကားဖွဲ့ပြီးအဖိုးဦးမြတ်တာပဲဝင်ပြီးပါအဖေနဲ့မင်းကလည်းလက်ခံလိုက်တဲ့ကလေးရဲ့ဆုံးဖြတ်ချက်နောက်ဆုံးဒီကလေးရဲ့ဆုံးဖြတ်ချက်ကိုမိဘတွေကလက်ခံလိုက်တဲ့အခါမှာကလေးကဦးမြတ်တာကိုခေါ်ဖိတ်တဲ့အခါဦးမြတ်တာဝင်လာရင်းနဲ့ဦးချမ်းသာနဲ့ဦးအောင်မြန်ပါပါလာတယ်ဆိုတော့သူတွေ့ရတယ်ဟာကျတော့အောင်းတော့ဟာ ခေါ်တာဥမြတ်တာပဲဘာလို့ဥအောင်မြင်နေဥချမ်းသာပါပါလာလဲအေးအဲ့ကြမှာဥမြတ်တာပြောတယ်အေးတဲ့အိမ်တော်မှာမြတ်တာရှိရင်ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းကလည်းသူ့ဟာသူဝင်လာပါလေကွယ်ဒါကြောင့်မင်းတို့အိမ်မှာအဓိကမြတ်တာကိုခေါ်ဖိတ်တဲ့ကြောင့်အဲ့မြတ်တာတရားကအောင်မြင်ခြင်းနဲ့ကျွယ်ဝခြင်းပါလာစေတာပဲဒါလေးကိုစောက်တော့မှဖတ်တာသိသဘောကျပါပြီဒီကနေ့လောကကြီးမှာလူတွေကမြတ်တာတရားတွေခန်းချောင်းနေတယ်ချက်တော်ညီကောင်မှာသင်နဲ့ကျွန်ုပ်ကတော့ ဘုရားသခင်ရဲ့အာဂဘီမေတ္တာသာရဘုရားဟာအာဂဘီမေတ္တာနဲ့အတုမဲ့မေတ္တာနဲ့ကျွန်တော်တို့ချစ်တာဖြစ်တယ်။အဲ့ဒီမေတ္တာကိုရထားတဲ့ကျွန်တော်တို့ရဲ့အသက်တာမှာမေတ္တာတရားနဲ့ကျွန်တော်အသက်ရှင်ပါကသူဘုရားရဲ့မေတ္တာတော်ရှိတဲ့နေရာမှာအောင်မြင်ခြင်းကြွယ်ဝခြင်းကောင်းချီးအံ့ဩဝယ်ပြုခြင်းနေရာသူကသူရောက်လာမယ်ဆိုတာကိုအပိကျနေတယ်။ဒါကြောင့်အခုဘာလို့ရေးလိုက်စောက်တဲ့သူတွေကသူတို့မေတ္တာနဲ့တိစောက်တာမဟုတ် ကြော်စုံကိတိဖယောင်းကိုစန့်ခြင်းဖယောင်းကိုမထီလေးစားလုပ်ပြီးတိဆောက်တဲ့အခါကွဲပြားပြီးရှုပ်ထွေးမှုတွေပဲသင်္ကန်းစာရလိုက်တယ်။ဒါောင်ဒီကနေ့ကျွန်တော်တို့ကရှုပ်ထွေးကွဲပြားတဲ့အသက်တာကိုယူတော်သူမဟုတ်ပဲဖယားရဲ့မေတ္တာတော်နဲ့ကျွန်တော်ရဲ့အိမ်တော်ကျွန်တော်ရဲ့အသက်တာကျွန်တော်ရဲ့အနာဂတ်ကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့ဝိညာဉ်ကျွန်တော်ရှိရာအရာမှာဖယားရဲ့မေတ္တာနဲ့တိဆောက်ပါကခိုင်ခန့်လှပတဲ့အနာဂတ်နဲ့ခိုင်ခန့်တဲ့ကောင်းချီးမင်္ဂလာတွေကို ခံစားရမှာဖြစ်ကြောင်းအပီးရင်ညီကုန်းချုပ်လို့ပါတယ်ဂျာနယ်ရုပ်ချင်းစီတိုင်းဖြတ်ရှင်းသားပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချင်ညာဆရာကတော့နှစ်ဖန်ကျွန်တော်တောက်ကြနေမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာ ဖြစ်ပါရင်ကျွန်တော်နှစ်ဖန်ကြရင်လေဒီကောင်းစေတမောင်းချမ်းမှာအရေးကြီးတဲ့နေရာ12ခုရဲ့၄ခုမြောက်ကိုကျွန်တော်ဆက်ပြီးနားထောင်စင်ကြခွားယူမှာဖြစ်ပါတယ်ကြည့်ရှုခွားယူလေး ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ God bless you all sit down ကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးဆုဖြတ်ထံတော်ပါမှကောင်းချီးဖြတ်ပြသည်ကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောင်းသစ်ဖြစ်ဒီကနေ့မိုးနေ့ကျရောက်တယ်မိုးနေ့ရှင်များအဒီတော်မဂရက်တန်ချင်တဲ့ကွာမူနီရှင်များကျမ်းမာခြင်းအသက်ရှိခြင်းအနာငိမ့်ခြင်းကောင်းစားခြင်းကြွယ်ဝခြင်းငြိမ်းချမ်းခြင်းဖခင်ရဲ့လက်တော်ကွယ်ကာစောင့်မခြင်းတွေခံစားရသလို မင်္ဂလာနှစ်ပတ်လည်းကြာရောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုများနှစ်သိမ့်မှုခံစားရခြင်းကြီးရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့စစ်ပွဲတွေရပ်တန့်ခြင်းဘီဗီယာတွေကင်းဝေးခြင်းဖះရှင်ရဲ့လက်တော်ကွယ်ကစောက်မှခြင်းနဲ့တကွအံ့ဩပွေပြုခြင်းဖះရဲ့တမန်တရားကိုနားထောင်နေသောသူများတို့ဖះသခင်ကွယ်ကစောက်မှခြင်းနဲ့တကွလူသားအလုံးတို့ဖះရဲ့လက်တော် ကောင်းကြီးမင်္ဂလာအဖျားပြားစီစဉ်တက်ရောက်ခြင်းတို့သည်ကြည့်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့သလကောင်းသူဖြစ်ကဘာကြီးမှာငြိမ်းချမ်းသာရခြင်းနဲ့တကွဖခင်ရဲ့လက်တော်ကွယ်ကစောင့်မှခြင်းတို့သည်ယနေ့မှစကာလအစမြင်ကောင်းကြီးဖျားပြားတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတင်ပါတယ်ကြည့်ရှုခွန်းယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံကြပါစို့